သူမရဲ့ကိုကျင်းတိတ်ခါကိုစော်ကားလိုက်တဲ့နာမည်သုံးလုံးနဲ့မင်းသားရဲ့အရေးစားအကြောင်းပြောပြလာတဲ့အီမီဆန်ပရိသတ်များလုံးမင်္ဂလာပါရှင့်ကျမတို့ရဲ့ဆယ်လင်စိုက်တာ page ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင် မြန်မာပြည်မှာအရာရာကိုမပြောဘဲအမြဲကြိုသိနေတဲ့အီမီဇန်ကတော့သူထက်တဆင့်ထူပြီးကြိုသိနေတဲ့သူစီမှာတဆင့်ထူပြီးခံလိုက်ရပြီဖြစ်ပါတယ်။အီမီဇန်ဟာမြန်မာအိမ်တော်မှာတားငယ်လို့နဲ့ပြန်ကလေးကအနုပညာလောကကနေပျောက်ခြင်းမလပျောက်သွားခဲ့ရဖြစ်ပြီးလူငယ်နှစ်နှစ်လောက်ကမှပရိသတ်ရှိကိုပြန်ပေါ်လာခဲ့ရပဲဖြစ်ပါတယ်။ပြန်ပေါ်လာတဲ့ပုံစံကလည်းဘာသာရေးဘက်ကိုလိုင်းကြောင်နေခဲ့ရဖြစ်ပြီးနန္ဒကားနဲ့အောက်လန်းအထက်လန်းအစုံယောဂတိုက်နဲ့တွင်းနဲ့ရှင်သမ ्या ဗုဒ္ဓရဲ့ကိုးပါးအယူဆတွေအကုန်အစုံတုပ်ပြီးတော့ ရှေ့ပြဟောလုံးနောက်ပြဟောလုံးဟိုပူးဒီထွက်နဲ့ပရိသတ်တွေရှေ့ကိုပြန်ရောက်လာခဲ့ရပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာကလေးကဘာမြင်မြင်ဘာပဲတိတိကြိုမြင်နေကြိုတွက်တက်တယ်လောက်ခဲ့ရဖြစ်ပါတယ်။အခုအချိန်မှာတော့ဘာသာရေးလိုင်းကနေအဆိုလိုင်းတွေကိုပြန်ရောက်လာခဲ့ရဖြစ်ပါတယ်။အီမီဇန်ကအမှန်တကယ်မှာရုပ်ရည်ချောမောတဲ့မိန်းကလေးတစ်ယောက်ပါ။သူမမှာအနုပညာကိတာအရေးချင်းလက်ရှိပြီးခေပညာတက်အင်ဂျင်နီယာကျောင်းစင်းတစ်ယောက်ဖြစ်တဲ့သူလည်းဖြစ်ပါတယ်။သူမရဲ့အရေးချင်းတဲ့ပရိသတ်တွေရဲ့အာယုံဆိုင်မှုကိုပြန်ယူလို့ရခဲ့ပေမယ့်ပေါ်ပင်နေလောက်ကလူတွေတမင်ဆဲအောင် ုလုပ်ပြီးတော့အတန်ရှင်းယူနေခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မဲ့ပြန်ပေါ်လာတဲ့ချိန်မှာပြည်သက်တွေကမျိုးစုံပြောနေကြတာပဲဖြစ်ပါတယ်။ အခုချိန်မှာတော့အီမီဇန်ဟာကိုပိုင်တချင်းတွေထုတ်ပြီးတော့ရုပ်ရှင်လောကရဲ့လည်းပြောင်းဝင်နေခဲ့ပြီဖြစ်ပါတယ်။သူရဲ့ပြန်လာတဲ့ချိန်မှာဒုတိယအကြိမ်တချင်းခွေထုတ်ဖို့အတွက်မင်းသားငှားခဲ့ပေမယ့်ငှားတဲ့မင်းသားတိုင်းကမအားဖြစ်နေခဲ့ကြပါတယ်။ဒါကြောင့်ထိုင်းနိုင်ငံကမင်းသားကိုပဲငှားရမလားဆိုပြီးတော့ပြောနေခဲ့ရပါ။အခုလိုမင်းသားတွေငှားမရတဲ့အကြောင်းရင်းတွေတဲကမှသူမအတွက်ဝမ်းနည်းစရာကောင်းတဲ့သတင်းတစ်ခုကိုလည်းပြောပြလာခဲ့ပါတယ်။တချင်းဗီဒီယိုရိုက်ကူဖို့အတွက်နာမည်ကြီးမင်းသားကိုငှားခဲ့ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီမင်းသားကမအားဘူးလို့ညင်းခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့နောက်ကွယ်မှာပြန်ကြားခဲ့ရ ်ကတော့အဲ့ဒီမင်းသားရဲ့ရည်စားဖြစ်သူကသူမနဲ့မပတ်သက်စေချင်လို့အခုလိုမျိုးညင်းခဲ့တာဖြစ်တယ်လို့ပြောခဲ့ရပဲဖြစ်ပါတယ်။ဒီအကြောင်းအရာကအီမီဇန်အတွက်ဝန်နေဖို့ကောင်းတယ်လို့သူမကိုအမြဲ blame နေတဲ့သူတွေကိုတောင်စိတ်မကောင်းဖြစ်စေခဲ့တာပဲဖြစ်ပါတယ်။သူမအနေနဲ့ယူတယ်လို့ပေါ်တယ်လို့လိုင်းကြောင်နေခဲ့ပဲမလဲ။ဘယ်မင်းသားကမှမရှုတ်ခဲ့ပါဘူး။ဘယ်နည်းပညာရှင်နဲ့မှလည်းအရှုံရှင်းမရှိခဲ့တဲ့သူမကအခုချိန်မှာသူများရဲ့တိတ်ခါချမှုကိုခံနေရတာဖြစ်ပြီးတော့စော်ကားခံနေရတာပဲဖြစ်ပါတယ်။ အနုပညာလောကကိုဝင်ရောက်ခြင်းလို့နှီးမျိုးစုံသုံးပြီးတော့အခုနေရာကိုတက်လာခဲ့ရဖြစ်လို့သူမအနေနဲ့အရှုံးပေးသွားမှာတော့မဟုတ်ကြောင်းကိုအင်တာဗျူးမှာဖြေကြားလာခဲ့ရဖြစ်ပါတယ်။ပရိသတ်တချို့ကလည်းအီမီဂျန်ကိုအပြောဆင်ခြင်းပြီးတော့ကိုယ်ပုံစံနဲ့ကိုနေထိုင်ဖို့အတွက်အကြံပေးကြသလိုစိတ်ပိုင်းဆိုင်ရာကုသမှုတစ်ခုခုလုပ်ပြီးတော့ရှိနေတဲ့ရုပ်ရည်လေးနဲ့လူရိုသေးခြင်းအောင်နေထိုင်ဖို့လိုအပ်ကြောင်းပြောကြားပေးနေကြတာဖြစ်ပါတယ်။ကိုကျင်းသိခံနဲ့ပတ်သက်ပြီးယုံကြည်မှုရှိပေမဲ့နာမည်ကြီးမင်းသားတအုပ်ဖြစ်တဲ့နာမည်သုံးလုံးနဲ့လူရဲ့ရည်စားဖြစ်သူကစော်ကားတာကြုံမြင်တဲ့အခွက်တွေ ဲ့အပြောခံလိုက်ရတဲ့အမီဇန်ပေါ်မှာပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်းပြောသားခဲ့ပါအောင်ရှင်အဲ့ဒီနာမည်သုံးလုံးနဲ့မင်းသားကဘယ်သူဖြစ်နိုင်လဲဆိုတာလည်းမှတ်ချက်လေးပေးခဲ့ပါအောင်နော်အဆုံးနဲ့ကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်